ိုင်းနိုင်ငံမဲဆောက်မြို့မှာမြန်မာရွှေ့ပြောင်းလူငယ်တွေအတွက်ဘောလုံးတင်တန်းတစ်ခုကို Play on site ဖွဲ့ကနေဖွင့်လှစ်ပေးချပါတယ်။ဒီတင်တန်းမှာလူငယ်တွေစုဝေးပြီးအပတ်စဉ်အင်္ဂါနေ့ညနေတိုင်းလေ့ကျင့်ကစားနေကြပါတယ်။ဒီတင်တန်းရဲ့ရည်ရွယ်ချက်ကတော့လူငယ်တွေဖုန်းသုံးတာနဲ့လာဖို့ငွေရစီဝါအန္တရာယ်မှဝေးကွာဖို့နဲ့လူငယ်တွေအချင်းချင်းပုံမရင်းနှီးမှုရှိလာအောင်လှုံ့ဆော်ပေးတာဖြစ်တယ်လို့တင်နန်းဦးဆောင်သူစောစေးဖွယ်မှုကအခုလိုပြောပါတယ်။ဒီမှာလာပြီးတော့ကျွန်တော်လူငယ်တွေရဲ့ အချင်းချင်းသိရှိအောင်ပြီး network တင်ရရှိအောင်ပြီးနောက်တစ်ဆင့်ကျွန်တော်တို့ဗာဒီကတစ်ဆင့်ကကျွန်တော်တို့ဒီမှာကဘောလုံးတစ်ခုလည်းကျွန်တော်လောက်တာမို့ဒီကနေ့ပြီးတော့ကျွန်တော်လူငယ်စကောဝိုင်းနေလည်းရှိတယ်နှစ်လတစ်ခါပေါ့အဲ့နေပြီးတော့ကျွန်တော်တို့ဒီ friendly map တွေအနေနဲ့တစ်ဆင့်ကျွန်တော်ဒီ migrant ကဆရာတင်နေမှာမဟုတ်ဘဲနဲ့ Thai communication ကိုကျွန်တော်တို့တစ်ခါတလေချိတ်ချက်ပြီးတော့ကန်နေတဲ့သူတို့မှာအာ network တွေရရှိသွားမှာပေါ့ဒီလူငယ်တွေဟာဘောလုံးအားစားတစ်ခုတည်းကိုပဲလေ့ကျင့်တာမဟုတ်ဘဲ နှစ်လတစ်ကြိမ်လူငယ်စကပိုင်းအစီအစဉ်တွေပြုလုပ်ပေးတဲ့အတွက်လူငယ်တွေအချင်းချင်းကြားလူမှုဆက်ဆံရေးတွေပိုမိုတိုးတက်လာပါတယ်။ထို့ကြောင့်ကလေးတွေကတော့ပေါ်လွန်အသင်းတွေစီကနေခေါ်ယူခံရတာမျိုးရှိသလိုလူငယ်တွေရဲ့အနာဂတ်ခွင့်လန်းအသစ်တွေရရှိနိုင်တဲ့အတွက်အခုလိုလာရောက်ပါဝင်ခဲ့တာဖြစ်တယ်လို့စောကီရန်ဖြိုးကအခုလိုပြောပါတယ်။ငှက်ဖြာယောဂဟာဆိုရင် လူနာရဲ့အတန်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ကုသယောဂတစ်ခုဖြစ်ပြီးတော့ Plasmodium လို့ခေါ်တဲ့ကပားကောင်းကောင်းဖြစ်တဲ့ယောဂတစ်ခုဖြစ်ပါတယ်။အဲ့ဒီယောဂပိုးကိုတည်ဆောင်ထားတဲ့ Anopheles ချင်းမကိုက်ခံရတာကနေတဆင့်ကူးဆက်လာတာဖြစ်ပါတယ်။ငှက်ဖြာယောဂလက္ခဏာတွေကတော့အဖျားတက်ခြင်း၊ချမ်းခြင်းနဲ့တုန်ခြင်း၊ကောင်းကိုက်ခြင်း၊ကြွက်သားနဲ့အစ်စ်များနာကျင်ခြင်း၊မောပန်းခြင်းနဲ့နှုံခြင်း၊ပြုတ်ခြင်းအန်ခြင်း၊ဘိုက်အောက်ဘိုက်နာခြင်း၊ပွမ်းသွားခြင်းတို့ဖြစ်တတ်ပါတယ်။ အထက်ပိုင်းယောဂလက္ခဏာများခံစားရပါကမျက်ဖြာယောဂပူးရှိမရှိသွေးဖောက်စစ်ဆေးပြီးစောစီးစွာ ထိရောက်တော်ကုသမှုခံယူဖို့လိုပါတယ်ဒီချိန်ကြီးကတော့ကျွန်တော်ဟာဘယ်လိုပြောမလဲကျွန်တော်စကီလေးနေတင်ချင်တာရယ်နောက်ပြီးတော့တငယ်ချင်းမိတ်ဆွေတွေရချင်းဒီ training ချိန်ပြောဆိုဒီ training မှာဆိုရင်ကျွန်တော်တို့ဟာဒီ physical training တွေရှိတယ်နောက်ပြီးတော့ passing တွေပေါ့ဒီကျွန်တော်တို့အခြေခံနဲ့စားတဲ့ training တွေအဲ့ဒီ activity တွေပေါ့အဲ့ဒါလုံဆောင်တော့ ကျွန်တော်လူငယ်တွတ်ဆိုရင်ဟိုဒါဒီကျွန်တော်လူငယ်ရတော့ဒီဘောလွားကစားပို့ကြိုင်နေတဲ့လူပုံများလေအဲကြောင့်မလို့အာကျူကျေးဇူးနေနေရတော့ဒီတိုင်းဖုံးအိမ်မှာ AC ဖုံးကြီးနေမှဆိုင်ရင်ဒီလိုမျိုးအာကစားလှုပ်လိုက်တာကျွန်တော်တွတ်ပို့ပြီးတော့အကျိုးရှိအောင်ပေါ့အဲအဲ့လိုမျိုးအဲကျွန်မရှူတော့အောင်မယ်ဆိုရင်တို့သက်လုတ်ပိုင်းအမောခန့်နိုင်တဲ့ဘိုင်းလေးအတမယ်ပြီးလို့ရှိရင်စိတ်ပြော့မှာပေါ့တငယ်ချင်းဒီမှာတငယ်ချင်းလည်းရမယ်ဆိုတော့အဲ့လိုမျိုးမြင်ပါတယ် အဲကျွန်တော်ကအရေးပါလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါအကစားအကစားလောက်တာကျွန်တော်တို့ကကျမကြီးလည်းကောင်းတယ်ပြီးတော့မိတ်ဆွေတက်တယ်လည်းရတယ်ရနိုင်တယ်နောက်ပြီးတော့နောက်ပြီးတော့ကျွန်တော်တို့အတွက်ဘယ်လိုပြောမလဲဒီအကစားဝါသနာပါတယ်လို့တွက်ဆိုရင်ဒီဒီလို training တွေလုပ်ပြီးတာအကောင်းဆုံးပဲပေါ့နော်ဒီလိုသင်တန်းတွေဟာလူငယ်တွေအတွက်အကစားအခွင့်အမ်းများတိုးပွားလာပြီးမူရစီဝါသုံးဆွဲမှုနဲ့လမ်းမမှုတွေကိုလည်းကာကွယ်လာနိုင်တယ်လို့ဖလင်းဝန်ဆိုင်အဖွဲ့ကယုံကြည်နေပါတယ် လာမယ့်နေ့တွေမှာလည်းဒီလိုသင်တန်းတွေကိုဆက်လက်ဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့တောင်းဝရှိသူတွေရဲ့ကြေညာချက်အရသိရပါဗျာ။